အသေးကိုစားလောက်ကြီးသွားကအစားလည်းမစားနိုင်တော့ဘဲစင်းရုံတက်နေရတဲ့စွမ်း ရန်ကုန်စင်လီနျူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဆွမ်းကတော့အောင်မြင်ဆုံးချိန်ကနေအောင်မြင်မှုကိုမထိန်းသိမ်းနိုင်တော့တဲ့အတွက်အမောင်ရီကျူးလွန်ပြီးဘဝကကမောက်ကမရီဖြစ်နေကြရတာပါဆွမ်းကစီးစိမ်တွေလည်းပျောက်သွားပြီးစိတ်ညစ်ပြီးရက်တွေတောင်းနေကြရကနေလမ်းမှန်ပေါ်ကိုပြန်ရှောင်နိုင်လည်တာမကြသေးပါဘူးဇတ်တပင်အမှုပညာရှင်တွေကဆွမ်းကိုဖေးမကကူညီပေးကြတာကြောင့်ဒီနှစ်ပွင့်လင်းရာသီမှာဆွမ်းကဇက်ပြန်ကလို့ရနေတာပါပွင့်လင်းရာသီမှာဆွမ်းဇက်ပြန်ကတော့မယ်ဆိုရင်အပေါ်လူအများကအတော်လေးကိုပျော်ရွှင်နေကြတာဖြစ်ပါ ပါတယ်။ဒါအပြင်စွမ်းရည်ဇက်ပွဲတွေကိုလည်းလူပြည့်လူရှံအားပေးကြတာပါ။ရှေးမှာပွဲနေငယ်လောက်ပြန်ကပြီးမြင်အရင်လိုတော့ပေါ့ပါသွက်လက်တဲ့စွမ်းကိုပြန်မရတော့ပါဘူး။ဒါအပြင်ပြီးခဲ့တဲ့ရက်မှာစွမ်းကဇက်ပွဲတစ်ခုကပေါ်အတွက်ပြင်ဆင်ထားပြီးမြင်လဲဇက်ပွဲကကနီးမှမကပြစ်တော့ပါဘူး။ကျမ်းမာရေးမကောင်းတာကြောင့်ဇက်ပွဲမကနိုင်တော့ဆိုပြီးဖြတ်သိမ်းလိုက်တာပါ။ဒါအပြင်စွမ်းတရားစေယုံတက်နေရတဲ့ပုံကြီးတချို့လည်းပြန်နှံလာတာပါ။စွမ်းကစေယုံတက်နေရတဲ့အချိန်မှာအိယာပေါ်ပလက်နိုင်နေတဲ့အနေထားမို့အားလုံးကစုံရင်စရာဖြစ်လို့နေတာဖြစ်ပါတယ်။တစ်ကြ ခြေဆိုရင်စွမ်းတယောက်ကွယ်လွန်သွားပြီလို့တော့သတင်းမှားတွေညွှန်နေရပါတကယ်တမ်းမှာတော့စွမ်းကအသက်အန္တရာယ်ထိခိုက်တာမျိုးမရှိသေးပါဘူးကွယ်လွန်သွားပြီဆိုပြီးသတင်းမှားနှင်ခံရတာဖြစ်ပါတယ် အသက်ပြီးလွတ်နေသေးတဲ့ဆိုပြီးမှလက်ရှိမှာစွမ်းကစေးရုံမှာတက်နေရတာ၆ရက်ရှိသွားပါပြီ။စွမ်းကအသေးကြီးတဲ့ယောဂလည်းခံစားနေရကအစာရင်ယောဂလည်းခံစားနေရတာဖြစ်ပါတယ်။ဒါပြင်မိုးချုံအိမ်ထဲရောက်နေတာဖြစ်လို့ယောဂဆောင်ပြီးစေးရုံတင်လိုက်ရတာပါ။စွမ်းကအသေးယောဂကိုခံစားရတာကြာပြီဖြစ်တယ်လို့လက်တလုံးမှာမှအသေးကပိုကြီးလာနေတာပါ။စေးရုံတက်လိုက်ရမှသာအသေးကမူရင်းထက်စင်စားလောက်ကြီးနေတာကိုသိလိုက်ရပါတယ်။စွမ်းရဲ့အသေးကလက်တလုံးတွင်းမှာကိုးစားစင်စားလောက်ကိုကြီးသွားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့လေစေးရုံမှာအရေးပေါ်အချိန် နေနဲ့စေကူတာမှုခံယူနေရတာပေါ့စွမ်းကရှင်လည်းမတောင်းနိုင်တလို့အစားလည်းဘာမှမစားနိုင်တော့ပါဘူးရှင်တောင်းရင်လည်းတောက်သမျှရှင်ကပြန်လာပြီဖြစ်တယ်လို့အစားစားပြီဆိုရင်လည်းစားသမျှကပြန်အန်ထွက်နေတာပါဒါကြောင့်မလို့စင်ရုံမှာစွမ်းကိုရှင်ကိုဂုံးနဲ့တူကတိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ် ဘွာကောမှာရေးဆိုပြီးစွမ်းကိုရေဝင်အောင်တိုက်နေရတဲ့အနေအထားဖြစ်ပါတယ်။စင်းရုံတက်လာတာ၆ရက်ကြာပြီဖြစ်တာမို့အနေငယ်တော့တက်တာလာခဲ့ပါတယ်။စွမ်းကအသေးအစားထိုးကုရမယ်အချိန်အထိကိုရှင်းဆိုင်နေရတာပါ။ဒါကြောင့်မလို့လည်းအရှက်မတတ်ဖို့ဆရာဝန်ကပြောထားတာပါ။စွမ်းကိုယ်တိုင်ကလည်းသာသနာ့ဘောင်ဝင်ပြီးအရက်ဖြစ်တာမျိုးထိလောက်ခဲ့ပါတယ်။ဒါပေမဲ့စွမ်းကအခုနောက်ပိုင်းမှာပြန်တောင့်နေတာမို့ခုလိုအသေးက၉စားလောက်ကြီးသွားပြီးစင်းရုံပြန်တက်ရတာပါ။နောက်ဆက်တွဲအနေနဲ့အခုဆိုရင်အဆိုင်ယောဂနဲ့မုန့်ချုံအိတ်ကြီးတာတွေပါတိုးလာခဲ့ပါပြီ။စွမ်းနဲ့ရင် ရဲ့အမှုပညာရှင်တိုင်ဝိုင်းနေကတော့စွမ်းကိုလိမ်မာဖို့တိုက်တွန်းနေကြပါတယ်။အခုချိန်မှာချက်ပြီးဆိုနေယောဂအခြေအနေကပုံဆိုးသွားနိုင်တာကြောင့်မတချို့ကလည်းစွမ်းရဲ့အကျမ်းအခြေအနေကိုလုံးဝအားမရတော့ပါဘူး။အရင်လိုလန်းဆန်းတက်ကြွကပညာရည်ချင်းပြည့်ပြည့်စုံစုံနဲ့ထူးချွန်တဲ့စွမ်းကိုသာပြန်မြင်ချင်နေတာဖြစ်ပါတယ်။စွမ်းကသူ့ကိုယ်သူမချစ်တာကြောင့်အရင်လိုပြန်ဖြစ်ဖို့ဆိုတာမျှော်လင့်ချက်ကနည်းတဲ့နည်းလာခဲ့ပါတယ်။မလိမ္မာတဲ့အကျိုးဆက်တွေကြောင့်စိတ်ယုံမှရှိဖို့ကုသနေရတဲ့စွမ်းအတွက်အပိစကားပြောကြပြီးခဲ့ပါအောင်ကြည့်ရှုပြီးခင်ကြတဲ့ ဲ့သူရန်ကိုကျေးဇူးများတင်ပါတယ်ရှင်။